ဒီနေ့မှာတော့မွေးလေးနဲ့မြစ်တာလဘောဟိနေတအားတောက်ချင်လို့အိမ်မှာရှိရာလေးတွေနဲ့ပဲအလွယ်တကူလေးချက်စားဖြစ်တာကြောင့်လုံလေးလေးကိုလာပြီးတော့မျှပေးတာပါရှင်။အရင်ဆုံးဆန်လေးတွေကိုထည့်ပြီးတော့ဦးထဲမှာလော်လိုက်ပါမယ်နော်။ခဏကြာလောက်လော်ပြီးရဲ့နောက်မှာအခုလိုအဝါရောင်လေးတန်းလာပြီဆိုရင်တော့ခဏလောက်အေးခံပြီးတာနဲ့ကြိတ်ဆက်တဲ့ထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ရှင်။ ဲကျိတ်ပြီးလို့အခုလိုအမုံလေးတွေဖြစ်လာပြီဆိုရင်တော့ပကံတစ်ခုတည်းကိုထည့်ထားလိုက်ပါမယ်ဒီတရားမှာကျိတ်ဆက်မရှိလို့ထောင်းချင်တယ်ဆိုလည်းရရယ်နော်ကဲဆန်လမုန်လည်းရပြီဆိုတော့ရင်းနှီးပွဲဆူရတဲ့ကိုဆန်လမုန်နှစုံလောက်ထည့်လိုက်မယ်မြစ်ပြုတ်ပြီးသားလေးတွေကိုလည်းထည့်ထားလိုက်ပါမယ်ပစွန်ချောင်းမှုကိုဒီမှာတစုံလောက်ထည့်ပြီးတော့သုံးထားပါတယ်ပြီးရင်တော့ကြက်တုံပြူနေငယ်ဦးလေးစိမ့်ကျိတ်ထားတာလေးတွေကိုလည်းထည့်လိုက်မယ်ပြီးရင်ငပိကိုအခုပြထားသလိုနဲငယ်လေးထည့်ပြီးတော့တွေကတော့အိမ်မှာတင်းရှိနေတဲ့မိုလေးတွေကိုထည့်ပြီးတော့ချက်လိုက်ပါတယ်ဒီမှာတော့မီမီနဲ့တက်ရအတိရွက်လေးတွေကိုထည့်ပြီးတော့ချက်နိုင်ပါတယ်နော်ခဏကြာ ာတက်ပြီးလို့ပပွက်ဆူလာတဲ့အချိန်မှာတော့ရတာအတွက်ချုံမုတ်လေးနေငယ်ထဲမယ်။ငပြားကြီးတစုံထဲမယ်။ရတာကြီးကုံဆုံသွားပြီဆိုရင်တော့အပေါ်ကနေပင်စိမ့်လေးအုပ်ပေးလိုက်ပါမယ်။နောက်ဆုံးမှာတော့ချင်းချင်းငငယ်ဆက်ဆက်ကလေးတောက်ချင်တဲ့အတွက်ကြောင့်တမယာတိတလုံးကိုအပေါ်ကနေပြီးတော့ညှစ်ပေးလိုက်တယ်။ကဲတမယာတိလည်းညှစ်ပြီဆိုတာနဲ့ရှူရှူရှဲရှဲလေးနဲ့တအားကိုမှတောက်လို့ကောင်းတယ်။မြစ်သားလက်ပေါ်ဟင်းလေးရရှိခဲ့ပါပြီရှင်။ဒီဗီဒီယိုလေးမှာတော့နှွေးကအိမ်မှာရှိတဲ့မှုနဲ့မြစ်လေးကိုအသုံးပြုပြီးတော့အလွယ်တကူလေးချက်ပြပေးတော့ဖြစ်တဲ့အတွက်ကြောင့်ကိုကအခုလိုမျိုးလေးချက်စားခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုစေသွားကြတော့နော်။